အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့် အကြောင်းအရာကတော့သင်ရဲ့ခန္ဓာကိုယ်မှာသဘာဝနည်းနဲ့အောက်ဆီဂျင်ပမာဏများလာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အောက်ဆီဂျင်ဟာလူသားတွေရဲ့အသက်ဖြစ်ပါတယ်အုန်းနောက်အတွင်းကဆဲတွေဟာအောက်ဆီဂျင်ပြတ်လာသွားရင်5မိနစ်က10မိနစ်အတွင်းမှာပဲပြေဆုံးသွားနိုင်ပါတယ်အုန်းနောက်ဆဲတွေပြေသွားသလိုပဲလူသားတွေရဲ့အသက်လည်းပြေသွားနိုင်ပါတယ် ဒါကြောင့်အောက်ဆီဂျင်ဟာလူတွေရဲ့အသက်လိုဆိုလိုက်ခြင်းဖြစ်ပါတယ်။သွေးထဲမှာအောက်ဆီဂျင်နည်းလာရင်ဘာလက္ခဏာတွေပြလဲ။လူတွေရဲ့လူတွေရဲ့သွေးထဲမှာအောက်ဆီဂျင်နည်းလာပြီဆိုရင် အသက်ရှူနှုန်းမြန်လာတယ်။အသက်ကိုအနမ်းမရရှူတဲ့အတွက်ကြောင့်အသက်ရှူနှုန်းတိုးလာတယ်။နှလုံးခုန်နှုန်းမြန်လာတယ်။ခနာမငြိမ်ဖြစ်လာတယ်။ခေါင်းတွေကိုက်လာစိတ်ထဲဇဝေဇဝါဖြစ်လာစိုးရိမ်ပူပန်မှုတွေဖြစ်လာချောင်းဆိုးလာတယ်အသက်ရှူတဲ့အခါလေးချွန်းတန်းလိုအတန်ကြီးလာတယ်မောပန်းလာတယ်ပြုတ်ကျင်အန်ကျင်ဖြစ်လာတ အရေပြားတွေအယောင်ပြောင်းလာတယ်အပြာရောင် ပြောင်းသွားတယ်နှုတ်ခမ်းနှာခေါင်းရှားလက်သေးတွေပြန်နှံ့နှံ့ဖြစ်လာဒီလိုအခြေအနေမျိုးဖြစ်လာရင်စိုးရင်ရတဲ့အခြေအနေဖြစ်လာတယ်လို့ဆိုနိုင်ပါတယ်အရေးပေါ်အခြေအနေဖြစ်တဲ့အတွက်အနည်းဆုံးဆေးကန်းဆေးရုံကိုအများဆုံးတွားရောက်ရမယ့်အချိန်လို့သတ်မှတ်ပါတယ်အချိန်မီမတွားနိုင်ရင်တက်ဆုံးချုံတဲ့အထိဖြစ်သွားနိုင်ပါတယ် အဲ့ဒီလိုအခြေအနေတွေမဖြစ်အောင် လုပ်နိုင်တဲ့နီလန်းတွေရှိသလိုသင်ရဲ့ခန္ဓာကိုယ်အတွင်းကိုအောက်ဆီဂျင်ပမာဏတိုးတက်အောင်တဘာဝနီလန်းတိုင်းလုပ်နိုင်တဲ့နီလန်းများစွာရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1ကျန်းမာတဲ့အစားအစာတွေကိုစားသုံးပါ1တန်တတ်ပေါ်ကျော်ဝတဲ့အစားအစာတွေကိုစားခြင်းအားဖြင့်သွေးနေဦးထုတ်လုပ်မှုကိုတိုးမြှင့်ပေးပါသွေးနေဦးဟာအောက်ဆီဂျင်တည်ဆောင်ပေးရမှာအလွန်အရေးကြီးတဲ့နေရာပါဝင်ပါတယ် တန်တပ်ပေါ်ကျော်သွားတဲ့အစားအစာတွေကတော့ဟင်းနူးနွယ်ရွက်စပနစ်ကေအဖြူရောင်ပဲတိုဖူးနဲ့အညိုရင့်ရောင်ချောကလက်တို့ဖြစ်ကြပါတယ်တနှစ် nitrate ပေါ်ကျော်သွားတဲ့အစားအစာတွေကိုစားပေးပါအဲ့ဒီအစားအစာတွေကတော့ဟင်းနူးနွယ်ရွက်ကေမုံလာဥမီစတဲ့အစေးရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေဟာသွေးကြောတွေကိုကျေစေပါတယ်သွေးလက်ပတ်မှုနဲ့အောက်ဆီဂျင်ပေးပို့မှုကိုတိုးတက်စေပါတယ်တ၃ ဆန့်ကျင်ဓာတ်တိုးပစ္စည်းပေါ်ကျော်ရတဲ့အစားအစာတွေကိုစားပေးပါ berry အုတ်စုဝင်ဖြစ်ကြတဲ့ blueberry နဲ့ cranberry တို့မျိုးအသီးတွေဟာသွေးလက်ပတ်မှုကောင်းစေပြီး tissue တွေထဲအောက်ဆီဂျင်ပေးပို့မှုတိုးတက်စေပါတယ်၁လေး omega 3 fatty acid ကိုစားပေးပါအဆီများတဲ့ငါးတွေဖြစ်ကြတဲ့ salmon ငါး mackerel ငါး trout ငါးလိုမျိုးငါးတွေဟာ omega 3 fatty acid အလွန်များတဲ့ငါးတွေဖြစ်ကြပါတယ်အဲ့ဒီငါးတွေမှာပါဝင်တဲ့ omega 3 fatty acid ဟာအဆုတ်ရဲ့လုပ်ငန်းနဲ့အောက်ဆီဂျင်စုပ်ယူမှုကိုတိုးတက်စေပါတယ်။နံပါတ်2လေကောင်းလေသန့်ကိုရယူပါ။အိမ်ပြင်ကိုထွက်ပါ။တစ်ပင်နဲ့အပင်တွေဟာတဘာဝပတ်ဝန်းကျင်မှာရှိတဲ့လေဓာတ်ကိုအိမ်ထဲမှာရှိတဲ့လေဓာတ်နဲ့နှိုင်းရှင် အောက်ဆီဂျင်ပိုပါလိရှိပါတယ်။တစ်ပင်တွေဟာနေအောင်ကြည်ကြောက်အောက်ဆီဂျင် ထုတ်ပေးလိရှိတယ်။ဒါကြောင့်အပြင်ထွက်ပြီးလမ်းလျှောက်တာဟာအောက်ဆီဂျင်ပိုရလိရှိပါတယ်။ ရင်ပေါက်တွေကိုဖွင့်ထားပါတင့်အိမ်မှာဖြစ်ဖြစ်တင့်ရုံးခန်းမှာဖြစ်ဖြစ်အလုပ်ခန်းမှာဖြစ်ဖြစ်လေဝင်လေတွေ့ကောင်းမှုအတွက်ဗရင်ပေါက်တွေကိုပုံမှန်ဖွင့်ပေးထားရပါမယ်အဲ့လိုဖွင့်ပေးထားရင်အတွင်းပိုင်းအညစ်အကြေးကိုလျှော့ချပေးပြီးအောက်ဆီဂျင်ပုံမှန်ရရှိမှာဖြစ်ပါတယ်နံပါတ်3ရေများများတောက်ပါကျမရေအားလုံးကောင်းမှုအတွက်ရေကိုလုံလောက်အောင်တောက်ပေးတာဟာရေထပ်ခန်းချောက်တာကိုကာကွယ်ပေးနိုင်ပါတယ်ဒီလိုရေကိုလုံလောက်အောင်တောက်ရင သွေးကအောက်ဆီဂျင်ကိုတည်ဆောက်ရမှာအထောက်အကူဖြစ်စေပါတယ်။တနေ့ကိုရေ1လီတာ3လီတာကိုတော့မဖြစ်မနေတောက်ပြီးသင်းပါတယ်။တောက်ရည်တန်းကိုတနေ့ကုန်တောက်နေဖို့လိုပါတယ်။နံပါတ်၄ပုံမှန်အားကစားလေ့ကျင့်ခန်းကိုလုပ်ပါ။နှလုံးသွေးကြောဆိုင်ရာလှုပ်ရှားမှုဖြစ်တဲ့လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ရေကူးခြင်း၊စက်ပိစီးခြင်းတွေဟာလေဝင်လေအတွက်တိုးစေတဲ့အားကစားလေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းဟာသွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးအောက်ဆီဂျင် ဆုပ်ယူနိုင်စွာတိုးတက်လာစေပါれပေါ်ပေါ်ပါပါအားကစားတွေကိုလည်းလှုပ်ပေးပါနေ့စဉ်နေ့တိုင်းလှုပ်ရှားမှုနည်းနည်းလေးဖြစ်ရင်တောင်မှလှုပ်ပေးနေရင်အသက်ရှူလမ်းကြောင်းအတွင်းလေဝင်လေထွက်ကောင်းပြီးသွေးလှပမှုကိုတိုးစေတယ်အောက်ဆီဂျင်ဆုပ်ယူမှုလည်းတိုးတက်လာပါれအကျောဆန်းထုတ်ခြင်းလေ့ကျင့်ခန်းကိုလှုပ်လိုက်တဲ့အခါကြွက်သားတွေစီကိုသွေးလှပမှုအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပို့မှုရောက်စီနိုင်ပါれနံပါတ်5အသက်ရှူလေ့ကျင့်ခန်းကိုလှုပ်ဆောင်ပါ 5148အသက်ရှူလေ့ကျင့်ကနီလန်းဒီနီလန်းဟာအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်လဲလှယ်မှုကိုတိုးတက်စေပါတယ်အသက်ရှူနှုန်းကိုနှေးကွေးစေပြီးအသက်ရှူလမ်းကြောင်းကိုပိုပြီးကြာကြာဖွင့်ထားနိုင်စေတယ်အဆုတ်ပမာဏကိုကျယ်စေတယ်အောက်ဆီဂျင်ဆုပ်ယူနိုင်စွာပိုတက်စေပါတယ်ကဲဘယ်လိုလုပ်မလဲနံပါတ်1တက်တက်တာတာထိုင်မှာခါးကိုမမတ်ထားပြီးထိုင်မှာနံပါတ်2လေးစက္ကန့်ကြာအောင်အသက်ကိုပြင်းပြင်းရှူသွင်းပါ သက်ရှူသွင်းချိန်မှာပါဇက်ကိုပိတ်ထားပါနှကောင်းနဲ့လေကိုရှူသွင်းပါနံပါတ်3 9စက္ကန့်ကြာအောင်အသက်ကိုအောင့်ထားပါအသက်အောင့်ထားချိန်မှာတစ်ကနေ9အထိစိတ်နဲ့ရေတွက်ပါနံပါတ်4 8စက္ကန့်ကြာအောင်အသက်ကိုရှူထုတ်ပါအသက်ကိုရှူထုတ်ချိန်မှာပါဇက်နဲ့ရှူထုတ်ပါပါဇက်ကအတန်ထွက်ပြီးလေကုံနဲ့အထိရှူထုတ်လိုက်ပါတစ်ခါလုပ်ရင်အနည်းဆုံး3ချိန်လုပ်ပါနားပြီးတဲ့နောက်မှာနောက်တစ်ချိန်ထပ်လုပ်ပါအနည်းဆုံးတစ်နေ့ကို3ချိန်3ခါလုပ်ပါ။၅နှစ် နှာခေါင်းဖလက်တက်ရှူလိကျင်ခံလုပ်နည်းဒီနည်းဟာယောဂနည်းဖြစ်ပါတယ်ကိုတွင်းစွန်းအင်တွေကိုချိန်ညှိပေးပြီးအသက်ရှူလုပ်ငန်းကိုတိုးတက်စေပါတယ်နှာခေါင်းတစ်ဖက်ကိုပိတ်ပြီးအသက်ရှူသွင်းရှူထုတ်ခြင်းလုပ်တာပါနောက်အခြားနှာခေါင်းတစ်ဖက်ကိုပြောင်းပြီးရှူသွင်းရှူထုတ်လုပ်တဲ့နည်းစနစ်ဖြစ်ပါတယ်ကဲဘယ်လိုလုပ်မလဲနံပါတ်၁သက်တောင်သက်တာအနေထားနဲ့အဆင်ပြေလို့ထိုင်ပါဘယ်လက်ကိုဒူးပေါ်တင်ထားပါညာလက်ကိုသာအဓိကအသုံးပြုပါလေနံပါတ်2ညာလက်ကို နှာခေါင်းအနားတင်ပြီးမူလတင်ခြင်းမလုပ်မီအသက်ရှူထုတ်ပါနံပါတ်3ညာနှာခေါင်းကိုလက်ဖြင့်ပိတ်ပြီးဘယ်နှာခေါင်းမှ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါအဲ့ဒီနောက်ဖြည်းဖြည်းချင်းအသက်ရှူထုတ်ပါနံပါတ်4လက်ချောင်းပြောင်းပြီးဘယ်နှာခေါင်းကို ပိတ်ပါ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါဖြည်းဖြည်းချင်းအသက်ရှူထုတ်ပါနံပါတ်5အဲ့ဒီနောက်ဘယ်ညာပြောင်းပြီးရှူသွင်းရှူထုတ်လုပ်ပါနံပါတ်6အချိန်9မိနစ်အထိလှုပ်ဆောင်ပါအဓိကကတော့ နှာခေါင်းတစ်ဖက်တည်းနဲ့ရှူသွင်းရှူထုတ်လုပ်တယ်လို့တစ်ဖက်စီတစ်လှည့်စီရှူသွင်းရှူထုတ်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။၅အသက်ရှူထုတ်ချိန်မှာအတန်မီအောင်ရှူထုတ်နည်းအသက်ရှူထုတ်နေချိန်မှာအတန်မီအောင်ရှူထုတ်တာဟာကိုခန္ဓာအတွင်းက nitric oxide ပမာဏကိုတိုးတက်စေပါတယ်။ဒီလိုတိုးတက်လာတာဟာသွေးကြောတွေကိုကျယ်စေပြီးတ िश ူအတွင်းကိုအောက်ဆီဂျင်ပို့ရောက်စေပါတယ်။လုံနည်းကတော့တန့်တောင့်တက်တာထိုင်မှာကိုဟာအနေထားမှန်မှန်ထိုင်မှာ ါဇက်ကိုပိတ်ပြီးနှကောင်းမှတဆင့်ဖြင်းငင်းစွာ အာရပါရအသက်ရှူသွင်းပါအသက်ရှူထုတ်ချိန်မှာအတန်မြောင်ရှူထုတ်လိုက်ပါနံပါတ်6ကိုဟန်နေထားကိုမမတ်ထားပါထိုင်တဲ့အခါဖြစ်စီမတက်ရတဲ့အခါဖြစ်စီဖြောင်းပြောင်းထိုင်မှာဖြောင်းပြောင်းမတက်ရပါကောင်းတဲ့ကိုနေဟန်ထားကြောင့်အဆုတ်ကပြည့်ပြည့်ဝဝကျဲပြန့်စီပါတယ်အောက်ဆီဂျင်စုပ်ယူမှုအများဆုံးဖြစ်စီပါတယ်ခါကိုင်းပြီးထိုင်တာရက်တာကိုရှောင်ပါ နံပါတ်9ဆလိတ်တောက်တာကိုရပ်ပစ်ပါဆလိတ်တောက်တာဟာအဆုတ်တွေကိုပျက်စီးစေပါတယ်အောက်ဆီဂျင်ဆုပ်ယူနိုင်စွမ်းကိုတိတိတတ်တာကျော်နည်းစေပါတယ်ဆလိတ်တောက်တာကိုရပ်လိုက်တဲ့အခါသွေးလက်ပတ်မှုနဲ့အောက်ဆီဂျင်ဆုပ်ယူနိုင်စွမ်းတွေမြန်မြန်ဆန်ဆန်ပြောင်းကောင်းလာတာကိုတွေ့ရပါတယ်နံပါတ်10ဆိုထိုင်းစာထိန်းဆက်ကိုသုံးပါရာဒီဥရုပူပြင်း၆တွေ့နေချိန်မှာဆိုထိုင်းစာထိန်းဆက်ကိုအသုံးပြုသင့်ပါတယ် လေထဲမှာစူထိုင်းစာများလာတာဟာအသက်ရှူလမ်းကြောင်းကိုတန့်စင်စေပါတယ်အသက်ရှူရတာပိုကောင်းလာပါတယ်နံပါတ်6အိပ်နေချိန်မှာဥကောင်းကိုပြင့်ထားပါအိပ်နေချိန်မှာတင်ဥကောင်းကိုခေါင်းတွေနဲ့ပြင့်တင်ထားတာကအသက်ရှူလမ်းကြောင်းကိုဖွင့်ထားရာရောက်စီပြီးအောက်ဆီဂျင်ဝင်အောင်အကူအညီပေးပါတယ်အသက်ရှူခက်ခဲသူတွေအတွက်အိပ်ချိန်အတွင်းအောက်ဆီဂျင်စုပ်ယူမှုကိုတိုးတက်စေပါတယ်နံပါတ်10အိတ်ခမ်းအတွင်းအပင်တွေကိုစိုက်ပျိုးပါ snake plant နဲ့ peace lily တို့လိုမျိုးအိမ်တွင်းစိုက်ပျိုးတဲ့အပင်တွေဟာအောက်ဆီဂျင်ကိုထုတ်ပေးပြီးကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပေးပါတယ်။ဒါကြောင့်အိမ်ခန်းအတွင်းလေထုကိုတန့်စင်စေပါတယ်။လူတွေကိုလည်းအောက်ဆီဂျင်များများရအောင်အကျိုးပြုပေးပါတယ်။အစအဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်။နောက်နောက်လိုလိုကူကြည့်ရှုနိုင်မှုတွေ subscribe ကိုဒီချိန်လေးပေးထားပါလို့ပြတာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day